မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီတပ်အတွင်းမှာယာဒုနဲ့နေရလူချင်းနဲ့အလုတ်တင်ကြောင်းစင်စစ်အရာရှိကြီးတွေကအချမ်းဖတ်စစ်ကောင်ဆောင်မင်းအွန်လိုင်းရဲ့စစ်ဘက်လက်ထောက်ဘုံမှုချုပ်မိုးမြင့်ဆွေစီမှာလက်ထိုးပြီးအပေးယူလို့ရတယ်လို့လက်ပေးလက်ယူမှုတွေအကြီးအကျယ်ဖြစ်နေတယ်ဆိုပါတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့က KTV တခုမှာရန်ကားခဲ့တဲ့ရဲတအူး ဓာတ်နဲ့ထိုးခံရပြီး white wall ရိုက်နဲ့ခံလိုက်ရတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ပတ်စကောင်စီတက်အတွင်းမှာရဒုနဲ့နေရလူချင်းနဲ့အလုတ်တင်ကြောင်းစင်စစ်အရာရှိကြီးတွေကအချက်ပတ်စကောင်ဆောင်မင်းအွန်လိုင်းရဲ့စစ်ဘက်လက်ထောက်ပုံမှုချုပ်မုံမြင့်ဆွေစီမှာလက်ထိုးပြီးအပေးယူလောက်ရတယ်လို့လက်ပေးလက်ယူမှုတွေအကြီးအကျယ်ဖြစ်နေတယ်လို့စစ်ဘက်အတိုင်းဝိုင်းကရန်ကုန်ခေတ်ကိုပြောပါတယ်အချမ်းပတ်စကောင်းဆောင်မင်းအွန်လိုင်းရဲ့စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ်မိုးမြင့်ဆွေဆိုတဲ့သူဟာစစ်ဘက်လက်ထောက်အဖြစ်တက်အတွင်းမှာဩဇာကြီးမားလာနေတဲ့အပြင်မင်းအွန်လိုင်းရဲ့ယုံကြည်မှုကိုယားထားတာကြောင့်နိုင်ငံရေးယာတုမဟုတ်တဲ့စစ်ဘက်အရက်ဖက်ယာတုနေရခန့်ထားရေးတွေမှာစစ်ကောင်းဆောင်ရဲ့လွှဲအပ်မှုတွေရရှိနေတယ်လို့သိရပါတယ်။အဲ့ဒီအတွက်စစ်ကောင်းစီတက်အတွင်းမှာယာတုနဲ့နေရလိုချင်တဲ့အလုတ်တင်ကြောင်းစင်စစ်ရရှိကြီးတွေကအဲ့ဒီမင်းအွန်လိုင်းရဲ့လူယုံဘုံမှုချုပ်မိုးမြင့်ဆွေကိုတွစ်ဆုံရပြီး ငွေကြေးနဲ့လက်ဆောင်ပဏာတွေလက်ထိုးနေရတဲ့လို့စစ်ဘက်အတိုင်းဝိုင်းကပြောထားပါတယ်။အဲ့ဒီဗိုလ်မှူးချုပ်မိုးမြစ်ဆွေကိုလက်ထိုးလိုက်လို့အရက်ဖက်နဲ့စစ်ဘက်ဆိုင်ရာဌာနတွေမှာအကြီးအကဲတွေတပ်ပိုင်းဆိုင်ရာအရေးကြီးတဲ့လက်ငွေရတဲ့နေရာတွေကိုရောက်ရှိသွားတဲ့အလုတ်တင်ကြောင်းစင်အရာရှိကြီးတွေလည်းတော်တော်များများရှိနေတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါသေးတယ်။အဲ့ဒီလိုဗိုလ်မှူးချုပ်မိုးမြစ်ဆွေရဲ့ကူညီမှုနဲ့အလုတ်တင်ဘို23ကြောင်းစင်ဗိုလ်မှူးကြီးဆိုသူဆိုရင်နေပြည်တော်အဝင်းရင်းနှီးဂိတ်မှာ ိုင်းမှုတော်ဘာမှမပြောရဲပဲလှုပ်ချင်တိုင်းကိုလှုပ်နေပြီဘုံဘုံကျော်မိုးမြစ်ဆွေကတော့လက်ပေးလက်ယူကျန်းနာရန်နာအကြည့်အကျယ်ဖြစ်နေတဲ့အပြင်မင်းအွန်လိုင်းရဲ့လူယုံဖြစ်နေတဲ့အတွက်ဘသူမှလည်းမထီရဲ့မတူရဲ့ကြဘူးလို့စစ်ဘက်သတင်းရှင်မိကပြောထားပါတယ်အဲ့ဒီဘုံဘုံကျော်မိုးမြစ်ဆွေဆိုတဲ့သူဟာအနေထိုင်ကြစ်လက်ပြီးနာဂန်ယိုကျိုးတက်တဲ့မင်းအွန်လိုင်းလူယုံစစ်ဘက်လက်ထောက်ဖြစ်တယ်လို့ကိုမြင်ဆောင်တက္ကနနိုင်နေပြီးတော့တက်ကုံမှတ်ပုံတင်ကိုကင်ထားပြီးဘုံဘုံကြီးဘဝကတည်းကနေပြီးတော့ယန္နာတိတ်တိရက်ွက် ဥဒ္ဒတိရိမြို့နယ်မှာနေထိုင်နေလို့လည်းသိရပါတယ်ခင်ဗျတပတ်မှာတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့က KTB တခုမှာရန်ကားခဲ့တဲ့ရဲတအူဓာတ်နဲ့ထိုးခံရပြီးဝိုင်းဝန်းရိုက်နဲ့ခံလိုက်ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဇွန်လ9ရက်နေ့ည7:00နာရီကျော်လောက်မှာပဲကျိုင်းတုံမြို့ရန်ခန့်ဇေအင်းဒီမှာ KTB တခုကနေပြန်လာတဲ့ရဲတအူကိုလူတချို့ကအပြန်လမ်းမှာပဲဓာတ်နဲ့ထိုးပြီးဝိုင်းဝန်းရိုက်နဲ့ခဲ့ကြတယ်ဆိုပါတယ် အဲ့ဒီလိုဓာတ်နဲ့ထုတ်ခံရတဲ့ရဲဟာဒဏ်ရာအပြင်းထန်သာရသွားပြီးမသေးသေးဘူးလို့ကျိုင်းတုံဒေတာနေပြည်သူတို့ကပြောထားပါတယ်ဆန္နာသိမ့်ပြီးတဲ့နော်ကျိုင်းတုံမြို့မှာလက်နက်ကင်ပြည်သူစစ်အမိခံပြူစော့တီတွေဒုစရိုက်ဂိုင်းတွေပေါများလာပြီးမူရဆေးဝါးနဲ့လောင်စားလုပ်ငန်းတွေလည်းတတော်ကိုမြပြလာနေတယ်လို့ဒေတာကန်ပြည်သူတွေကပြောကြပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့စစ်တွေမြို့နယ်ကကြေးရွာဆက်နယ်ရွာမှာရှိတဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအ တင်းအာရမနှင်ထုတ်ပြီးစစ်တွေမျိုးဒက်ကိုလူသားတိုင်းတစားကန်အဖြစ်ခေါ်ယူနေတယ်လို့ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များအစည်းအရုံးကထုတ်ပြန်ထားပါတယ်အကြံဖတ်စစ်ကောင်စီတပ်ကစစ်တွေမျိုးနယ်မှာရှိတဲ့အောင်တိုင်းကြက်တော်ပြင်းအုံရေပေါ်ရေချမ်းမြင်းစတဲ့ကြေးရွာတွေပါဝင်စုစုပေါင်းကြေးရွာပေါင်း၁၂ရွာကပြည်သူတွေကိုဇွန်လ၁ရက်နေ့ကနေ၁၄ရက်နေ့အထိ၅ရက်အတွင်းနေအိမ်တွေကိုဖြိုဖျက်ပြီးစစ်တွေမျိုးကိုလာရမယ်ဆိုပြီးတော့အတင်းကျပ်မောင်းထုတ်နေတယ်ဆိုပါတယ် အဲ့ဒီလိုသူတို့တတ်မှတ်ထားတဲ့ငါရဲ့အတွင်းနေအိမ်တွေကိုကိုယ့်အကူမဖြိုရင်စစ်ကောင်စီတပ်ဖွဲ့တွေကိုယ်တိုင်လာဖြိုပစ်မယ်ဆိုပြီးတော့ပါချိန်ချောက်ပြီးဂျေးရွာကပြည်သူတွေအကုန်လုံးကိုရွာကနေစစ်တွေမြို့တက်အတင်းအရမကိုပျောက်ရွှေ့ခိုင်းနေတယ်လို့ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များအစည်းအရုံးကထုတ်ပြန်ကြမှာဆိုထားပါတယ်ဒါဟာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်တွေမြို့ကိုအရခတ်တက်တော်အေးအေးလာတိုက်မဲ့အချိန်ပြည်သူတွေကိုလူသားတိုင်းပုံစံမြို့နဲ့တစားကန်ဖမ်းဆီးဖို့ပြင်ဆင်နေတာဖြစ်ပြီးစစ်ကောင်စီက တို့ရဲ့ရခိုင်ပြည်နယ်မှာနောက်ဆုံးစစ်ပွဲအဖြစ်စစ်တွေမြို့ကိုမကြစေရအတွက်ပြည်သူတွေကိုခုဒုံးလုံနေတာဖြစ်တယ်လို့လဲရခိုင်စီရေးတုံးသက်သူတဦးကပြောထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲရခိုင်ပြည်နယ်မောင်တောမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရိုဟင်ဂျာကလေးငယ်2ဦးအပါအဝင်မိသားစုဝင်5ဦးသေဆုံးသွားခဲ့ပြီး6ဦးဒဏ်ရာရထားတယ်လို့ရခိုင်ဒေသတရင်ရင်းမြစ်စီကနေသိရပါတယ်ဇွန်လ9ရက်နေ့ကပဲမောင်တောမြို့နယ်ရာဘီအနောက်ရိုဟင်ဂျာကျေးရွာကို ်အချက်မစကောင်စီကလက်နက်ကြီးနဲ့ရေအရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုပစ်ခတ်မှုကြောင့်ရိုဟင်ဂျာကလင်းငယ်2ဦးအပါအဝင်မိသားစုဝင်5ဦးသေဆုံးခဲ့ရပြီး6ဦးဒဏ်ရာရထားတယ်လို့ရခိုင်ဒေသတရင်ရင့်မြစ် Argan Princess Media ကသတင်းဖော်ပြထားပါတယ်အချမ်းဖတ်စကောင်စီကရခိုင်ပြည်နယ်မှာအခြေကျစစ်ရှုံးနေတဲ့အတွက်အရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးဖန်စီတပ်ဖြတ်ဓာတွေလက်နက်ကြီးနဲ့ပစ်ခတ်ဓာတွေလေကြောင်းတိုက်ခိုက်ဓာတွေကိုတောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ အကြံဖတ်မြန်မာစစ်အုပ်စုကို ILO ကချက်ချင်းအရေးယူဖို့အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံအတွင်းနဲ့ကုလသမဂ္ဂရုံးရှိတွင်မှာကမ္ဘာလုံးဆိုင်ရာတမကအဖွဲ့ချုပ်ကဥဆောင်စုဝေးတောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ဇွန်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲ132ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားရေးရညီလာခံကျင်းပနေတဲ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ကုလသမဂ္ဂရုံးရှိမှာနိုင်ငံတကာအလို့သမားတမကမြအဖွဲ့ချုပ်တွေကအထွေထွေအတွင်ရေးမှုတွေ ညီလာခံတက်ရောက်လာတဲ့အလုသမားကိုစလဲတွေအလုသမားရေတက်ကြွလှူရှားတဲ့သူတွေနဲ့အလုသမားရေရရှေ့နေတွေစုဝေးပြီးမြန်မာစစ်အုပ်စုကို ILO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအမြန်ဆုံးအရေးယူဖို့တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုဆန္ဒပြတောင်းဆိုမှုမှာမြန်မာနိုင်ငံအတွင်းအလုသမားတမကတွေနဲ့လူနည်းစုတွေအပေါ်နှီးမြှုပ်ဆုံနဲ့အကြမ်းဖက်ဖိနှိပ်မှုတွေအလုံးရက်တန်းကရက်ဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလှုပ်ပေးဖို့အပါအဝင်လူခွင့်ရေးချိုးဖောက်မှုတွေအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုကို အဲလိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီအမြန်ဆုံးအရေးယူဖို့အပြင်အမျိုးသားညီညွတ်အစိုးရအယူကြီးကတင်သွင်းတဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ကိုညီလာခံမှာအတိမတ်ပြုဖို့တွေ့ကိုပါတောင်းဆိုခဲ့ကြတယ်သူသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခေတ်တက်ကနေဒီကနေ့နေ့လေဂင်တရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ